ကျွန်တော်တို့ရဲ့ channel ကိုကြည့်ချူအပ်ပေးနေကြတဲ့ပရိသတ်များကျွန်တော်တက်မတော်ချစ်တယ်တက်မတော်သားကိုချစ်တယ်တက်မတော်မိသားစုတွေကိုချစ်တယ်နော်အဲ့ဒါသခန်းရက်ပြီးနောက်တစ်ခုကအလူဒီဒီဝါလေးပေါ့ချမ်းချမ်းပေါ့နော်ချမ်းချမ်းက तू ကဘာဆက်ပြောလာလဲဆိုတော့နောက်နေ့မှာဆဲမယ်ဆဲမယ်ချမ်းချမ်းကိုနည်းနည်းဆဲမယ် ပြောတဲ့စကားကိုကျွန်တော်လေးဘလို့အစင်းမ်းမျိုးဘလို့အုံနောင်မျိုးဘလို့နိုင်ငံရေးအတွေ့အကြုံဘလို့တိုင်းပြည်ကိုအသိစိတ်နဲ့သူပြောတာလေတော့ကျွန်တော်မသိဘူးပေါ့နော်သူပြောတဲ့ဟာလိုင်းရတယ်နော် ျွန်တော်ဒီမှာကြည်နေတာကျွန်တော်ချမ်းချမ်းကိုချမ်းချမ်းကိုကျွန်တော်ဗာပြောခြင်းလဲဆိုတော့ကျွန်တော်မြန်မာနိုင်ငံထဲမှာနေတယ်ပေါ့နော်ချမ်းချမ်းကိုကျွန်တော်ဗာပြောခြင်းလဲဆိုတော့ကျွန်တော်ပြောစရာစကားရှိတယ်ပြောစရာစကားကျွန်တော်ဘလို့ရှိလဲဆိုတော့အင်တာနက်လိုင်းကရှင်းမသိတဲ့ hotspot လွင်လာလားဟုတ်။အဲတချက်လောက်ပြည်စမ်းပါဦးမ။ဟိုမဟုတ်ကျွန်တော်ပြမလို့ကျွန်တော်ပြည်သူလူထုကို ဒီလိုလူတွေကို မိုင်းတိုက်ရင်ဘလို့ဘွာမျိုးရောက်လဲဆိုတာအမအစိုးရရဲ့လှုပ်ဆောင်မှုမှန်ကန်မှုတိကျမှုတွေမြန်ဆန်မှုအရေးကြီးတယ်ဆိုတာခုနှစ်တသမခုနှစ်တိုက်ခိုက်သွားတဲ့ငလင်ကိုချက်ချင်းလန်ငယ်အိုင်းနေရကျွန်တော်ဆရာတော်ဦးရသူမစိုးရင်ဆရာတော်เนาะကျွန်တော်လိုက်လွင်တယ်ကျွန်တော်အိုင်းပို့စ်ကိုချက်ချင်းပြတ်ပေးလိုက်တယ်ကျွန်တော်ကိုချင်းစာလိုက်တယ်လာဘကတိုင်းမူကြီးက သူလည်းလူပဲလေချက်ချင်းပြတာယူသူဘလို့လို့ဆယ်ရန်နေရနေလုံနိုင်မှာတော့အများကြီးတစ်မျိုးလုံးနေတာအတိုင်းတာမှာလူတွေတေကြတာလေဖုံးကြီးတွေလည်းပွင့်နေပြောလူပဲလူတွေလည်းတေကြတာစကိုင်းပီလာဗျာအများကြီးတေကြတာချက်ချင်းလည်းငယ်ဘလို့လို့လုံနိုင်မှာတော့ပြောချင်တာအဲ့တော့အခုအမြန်ကန်မြို့နေတိုင်းမြို့နေတိုင်းနဲ့အိမ်တိုင်းအိမ်တိုင်းနဲ့ငလင်းတန်းကောင်းတော့စောင်းနေပြောအခုမန္တလေးမှာသွားကြည့်လိုက် တချို့တဲတွေလည်းမပြူဘူးเนาะ sky villa ဆိုတာနာမည်ကြီးဟိုမှာ leo တဲကိုကမ်းလာ26လမ်းမှာเนาะတကယ်အကောင်းနေတချို့ဆိုကြွေပြားကတ်ထားတဲ့ကြိုက်ပြီးပြူတာဒါကတဘောင်ကဘေးเนาะတဘောင်ကဘေးအဲ့ဒီတဘောင်ကဘေးတစ်ခုကိုရင်ဆိုင်ရတာကိုအစိုးရကို ပြောတယ်တဲ့သူ့အမေတော်စုကြည်တော်ကဘာပြောလဲဟမ် တဘာဝဘေးဆိုတာနှစ်စဉ်တစ်တိုင်ဖြစ်မှာပဲတဲ့ဟမ်ငလင်းလှုပ်ပြီးတော့တဲ့ဘောနောနေဖို့စောက်တဲ့အဆောက်အုံပါတဲ့ငလင်းတန်ခံနိုင်ရမယ်တဲ့ဟာဘာလို့သူပြောနေတာယူနေတာဘယ်အချိန်စောက်မှာတော့အခုချက်ချင်းအိမ်တလုံးဟာစောက်တဲ့အဆောက်အုံကကျေပြန့်မှလုံခြုံမှုရှိမှဆိုတာ သူ့တခါတဲ့ငလင်းတန်ခံနိုင်တဲ့အဆောက်အုံကြီး ်အစော်ဦးရဲ့အကြီးစောက်ပြီးပါပြီဆိုပြီးတော့သူ့ပြောရမယ်ပုံဦးမင်းအောင်လိုင်းကသူ့တရင်ပို့ရမယ်ပုံအဲ့နေကမမနေနေရတော့အဖေလိုမနေပမာနေနေလဲလို့အီတလီလိုမရဘာပြောနေရလဲမသိဘူးကစောက်တဲ့အစော်အုံွားတဲ့ခန္ဓာရဲ့ရှိရမယ်ဒီဘာဘာပြောနေရခင်ဗျားတို့အုံနောက်ရှိတယ်ဆိုရင်စဉ်းစားကြည့်သူငလီမလောက်ခင်ကိုငလီလောက်လာရင် နေဖို့အတွက်အစာဦးစောက်ပေးထားရမယ်တဲ့တကယ်တော့သမီးသားပြီးကြီးအောင်တော့ဟမ်ကိုပေါ်ပြူလာပြီးစောက်ခွက်ကိုကြီးအောင်ဒီမှာနော်နော်မလီလှုပ်လာရင်တဲ့နေဖို့တိုင်ဖို့အတွက်ကိုကြိုးစောက်ထားရမယ်တဲ့ဩအုံနောက်လည်းတော်တော်ရှိပါတယ်တော်သေးတယ်နေရောက်ကြဘာဝဘေးလေးဖြစ်မယ်လို့ဘယ်သူသိမှာတော့ တဲကိုကန်းကူညီယူရဟိုကူညီယူရဒီကူညီယူရဆိုတာအစိုးရရဲကာကွယ်ဦးစီးချုပ်အနေနဲ့ဒီလောက်ထိသူ့မှာကာကွယ်ဦးစီးချုပ်ကိုယ်တိုင်အဘကချုပ်ကြီးကိုယ်တိုင်နတ်ဆက်ကအစိုးရတည့်ရလုံးတာဝန်ရှိတဲ့လူတွေအားလုံးဟာမြေပြင် ground ထိဆင်းပြီးတော့မှဒီလောက်လုံနေတာကိုဩငလင်းငလင်းလုံးရင်နေဖို့ဆိုပြီးတော့တကားနဲ့စောက်ဝေးတားရပါဟမ် ပုံနေတယ်ပြက်နေတယ်ခြေတော့နေတယ်သူကနေတော့အီတလီမှာစောက်ခွက်ကိုကြည့်ဦးအော်ဒါကြောင့်မလို့နော်အမှုပညာသမားတဲ့ယောလီအမအမရဲ့စေတနာစေတနာကြည့်မြန်မာပြည်ပြန်လာခဲ့ညီမလေးကိုကြီးနဲ့တွေ့ပဲစေတနာကြည့်မြန်မာပြည်ပြန်လာခဲ့ကိုကြီးနဲ့တွေ့မယ်ဟမ်ဟောကြိုပြီးတော့တော့မှငလျင်ငလျင်လုံမှာဟိုရှောင်ဖို့အတွက် အစာအုပ်တွေဘယ်သူမှမနေဘဲနဲ့စောက်ထားပေးရမယ်။ခေါင်းထဲမှာအီတလီသုပ်ဖို့ဝင်မနေနဲ့နော်။ဖာတယ်မှာစောက်ပစက်ပြဲကြီးနဲ့ကြက်တွေတုံးနေ။နော်နေဟောင်ကကောင်းကောင်းထဲမှာဟဲ့လား။နော်နေပြောနေဆက်ပြောနေကိုပြောမှာနော်နေနိုင်ငံခြားကနေမြန်မာပြည်ပြန်လာခဲ့နော်။ဟောတကယ်နော်။ဒီနေရာမှာတခုပြောချင်တာကချမ်းချမ်းဟိုငါနာမည်ဇော်ဘုံရင်မြန်မာနိုင်ငံပြည်ဦးလွင်မှာနေတယ်။နော်။ နေတို့ကိုတခုပြောချင်တာကငါနေကိုလေခဲဘက်ချီခဲဘက်တခုပို့လိုက်မယ်နေပြင်တက်มาနေရလားအီတလီมาနေရလားအတူချီခဲဘက်လည်းទីလားနံပါတ်1ချီခဲဘက်ကအမခိုင်နင်းဝေကျွန်တော်တဲ့အသက်ကြီးมาပါဗောနော်အမခိုင်နင်းဝေပါရတဲ့ချီကိုကြော်ပြီးมาနေကိုခဲဘက်ကိုလေရင်နဲ့ expo ပို့လိုက်မယ် အမခိုင်နေဝရဲ့ချီကိုနင်းစားပြီးရင်ဖြူဖြူတွေးဖြူဖြူတွေးပါလာတဲ့ချီကိုလက်လက်ဆက်ဆက်နေကိုခဲပက်ပတ်ပြီးတော့မှခြေထိုးနဲ့လိုမျိုးပုံစံမျိုးနေကိုအမထည့်ပေးလိုက်မယ်ဖြူဖြူတွေးချီကိုစားနော်သူများနိုင်ငံမှာအီတလီလိုးထားတဲ့ကောင်အလိုးခံရပြီးတော့မှစော့အာမချောင်နဲ့နော်မြန်မာပြည်ကိုပြန်လာပြီးတော့မှလာလို့နော် ဒီအချိန်နေချိန်ငါမျိုးမှာနင်တို့လူတို့ကောင်မမျိုးတွေတာတိုင်းပြည်နဲ့နိုင်ငံနဲ့လူမျိုးပေါ်မှာသရေမန်နဲ့စေတနာမန်နဲ့ဆိုရင်နာသကအစိုးရကိုဆက်သွယ်လို့ရတယ်ကျမတို့ကအီတလီမှာပြင်သစ်မှာဘလို့နေရပါတယ်ကျမတို့မြန်မာပြည်ကိုလည်းပြန်မလာပါဘူးစမိုင်းစမိုင်းအခုနောက်တစ်ခါစမိုင်းရှိသေးတယ်ကျမတို့မြန်မာပြည်ကိုပြန်မလာပါဘူး အလူခံခွက်ခေါက်တရောင်းသားမှပန်ဆယ်လို့ကျမတို့မြန်မာပြည်ကိုပြန်မလာဘူးဘယ်တော့မှပြန်မလာပါဘူးဒါပေမဲ့ကျွန်တော်တို့ကျမတို့မြန်မာပြည်သူပြည်သားတွေအခုလိုဒုက္ခရောက်နေချိန်မှာတော့ကျမတို့အနေနဲ့မလီယန်တန်တင့်နေတဲ့ပြည်သူပြည်သားတွေကိုကျမအစိုးရတရုတ်ဆောင်ချမ်းချမ်းအနေနဲ့1ဘီလီယံလူပါတယ် ကျမစမိုင်းအနေနဲ့ကျမမြန်မာပြည်ကိုပြန်မလာဘူးနော်ဒီလူလူဝင်လူလို့မြန်မာပြည်ကဘာခွင့်ရေးမှမယူဘူးကျမတို့10ဘီလီယံလူပါတယ်မဆလို့ကျမတို့ခွက်ခေါက်တရောင်းသားဘဝကနေပြီးတော့မှမြန်မာပြည်သူပြည်သားအတွက်နှစ်ဘီလီယံလူပါတယ်လို့နင်တို့ထုတ်ပြောလိုက်အစိုးရအောင်ပြောပြီးလူလိုက်လေ ဟမ်လူလိုက်လေနင်တို့ဘာတကူမှမလူပဲနဲ့တိုင်းတစ်ပါးကနေငါတို့အဖကယုံကြည်ဦးမယောင်းလိုက်ဂျိုးရီယာသွားတော့လဲလောင်း ICC ရဲ့အခြေဥပဟာငါတို့ဘာကယုံကြည်ရလူရတာပူတာပြတာနင်တို့အကွက်တွေဟမ်ဗလာဒီမာပူတင်တို့တရုတ်ခီးစင်တို့ဖီလာရူတို့ အခုယိုရယာအိန္ဒိယသမရာတို့ ਨੇ ဟမ်နင်တို့တွေကအတိုင်းပြည်ပေါ်မှာနိုင်ငံပေါ်မှာပြည်သူလူထုပေါ်မှာသတိမှန်ရင်အာနဲ့မရင်းနဲ့ကျမစေတနာနဲ့ပြောတာပါနော်အမ်ပြောပါလေစောနာချမ်းချမ်းပြောပါလေစကားကျမစေတနာနဲ့ပြောတာပါဒါတွေကိုစီမံထားရမယ်နေအစိုးရလာလုံးလိုက်နော်အစိုးရလာလုံးလိုက်နေအမေတော်စုကြီး ဘာပြောသွားလဲဟမ်နေအမေတော့ဘာပြောသွားလဲလို့နင်တို့နင်တို့အယံကိုချစ်လာပါပြီဆိုတော့နင်တို့မူမွေစုဟမ်နင်တို့မူမွေစုဘာပြောသွားလဲဟမ်ဒီမှာငါဓာတ်လာပါလေဘယ်ရောက်သွားလဲတော့မသိတော့ဟမ်နင်တို့ကတကယ်အောက်တန်းစားတွေ အောက်တန်းသားတွေတို့အမှုပညာတဲ့လူများတချို့တော်တော်များများအောက်တန်းသားတွေနော်တိုင်းပြည်ပေါ်မှာဗာလေးရမလဲရုပ်လေးပန်းပြပြီးတော့မှဟမ်အဥစားအကုံလုံးကနင်တို့ကလေအနာရှိရင်တော့ဆက်ပေါ့နော်နင်တို့ကမစစ်လဲမစစ်မှန်မှန်ဘူးနင်တို့ယူထားတဲ့ယောက်ျားတွေမင်းတို့ယူထားတဲ့မိန်းမတွေအင်းကြီးလေး ကြည့်တယ်အကိုလိုက်လွတ်နေလို့ပြီးရင်တရင်ပို့လိုက်မယ်ပြော်မူကြီးဘူးเนาะအေးเนาะအဲ့တော့နင်တို့ယူထားတဲ့ယောက်ျားတွေကလည်းလူပြိုမစစ်ဘူးเนาะနင်တို့ယူတဲ့နင်တို့ရဲ့ဥစ္စာကလည်းအစောခေါင်းကကျနေပြီအစောခေါင်းကျပြီးစတော့ဘောက်ပါလိုက်ကျပြီးတော့တိုင်းပြည်ကိုပြက်လို့ပြက်စီအကုန်လုံးပလိုက်တာเนาะအခုငါသေးအောင်ဩ ေဒီဦးဘယ်နဲ့ကလည်းစကိုင်းသွားမလားပြောစကိုင်းမှာငါ့ကိုတတ်ချင်တဲ့လူရှိရဲ့ပြေဒီဦးအတတ်မှာမဟုတ်သွားမလားဆိုမသွားရင်နော်အဲ့တော့မင်းတို့ကဘာလဲတူလဲဆိုတော့မင်းတို့ကသူများပါဇက်လှုပ်တိုင်းစိတ်လှုပ်ရှားတယ်သူများရဲ့ပါဇက်ပေါက်မှာမင်းတို့လမ်းဆုံးတယ်မင်းတို့ဘဝတွေကသူများပြောလိုက်တိုင်းပြောလိုက်တိုင်း သူများပါဇက်ပေါ်မှာလမ်းဆုံးလဲဆိုတော့ဘယ်တော့ပဲအမိုက်တောင်းနဲ့ရောက်တာပေါ့ဟုတ်တယ်မလားနော်အဲ့တော့ကြတော့မင်းတင်မှာမပူနေတဲ့အေးလာခဲ့ပါကွာဟဲ့အောင်ကြီးနော်ဒီခုမှမကောက်ကျွန်တော်တော့ဘွေးနေရမယ်နော်မလီနဲ့ပါပြီထင်နေတာလေပြောတယ်ဘလို့ပေါ့ပါတော့ ဘလို့ပါမလဲသဘောရုံချစ်တဲ့လူတွေကအများကြီးသဘောရုံချစ်တဲ့ဟိုနေ့ကပုံလေးတွေပဲတွေ့တယ်မလားသဘောရုံချစ်တဲ့နောက်ဆုံးစီးသဘောရုံဘဘူးမှမချစ်နဲ့တမရောသားနဲ့တမရောသားမိသားစုတွေချစ်နေကိုခြေနေတယ်ဘဘူးမှချစ်စရာမလိုဘူးနော်လာရှိုးနေတာလေလာရှိုးနေတာအေးဆေးပါထားပါအောင် မင်းသားကိုပိုင်ရည်ချင်းရှိတယ်တဲ့။ဘာလဲဖာချတာလား။လာချိုးချင်နေရအေးဆေးပါ။ချိန်တိုင်းပြန်ရမှာပေါ့။နော်။အဲ့လိုမျိုးပြောနေရတော့မဟုတ်ပါဘူး။နော်။ကျွန်တော်တို့ကစွန့်လာပြောပြီးပဲတမတော်နေနဲ့ဒီငလင်ဘေးတန်ဘေးသင်းပြည်သူတွေကို ကျွန်တော်တက်မတော်သားတွေမန္တလေးမှာအများကြီးပဲအများကြီးပဲတက်စစ်တီတွေเนาะ စစ်တီတွေရောက်ရှိနေတယ်အဲအားလေးလူကျင်တာပေါ့ဗျာလူကျင်တာမတက်နိုင်ဘူးလေတယောက်ကို3000လုံးနဲ့ပြေးမယ်ဆိုရင်တော့နဲတာမဟုတ်ဘူးတနေရာတည်းသွားကြည့်လိုက်တာတော့မှတနေရာတည်းပဲတော့ခမ်းမတစ်ခုလည်းသွားကြည့်တာ320ရှိတယ်တယောက်ကို3000လုံးပြေးမယ်ဆိုရင်အယောက်100ဆို3000လုံးတော့အယောက်100ဆိုတော့မှ330အယောက်320ဆိုတွေးကြည့်လိုက်390 66သိန်းသိန်း100တော့ပေးရမှာအဲ့ဒါတနေရာလည်းပဲရှိသေးတယ်တချို့ဆိုလဲဓမင်းနေထက်ချက်ကျွေးနေတယ်တတိယတွေပေါ့ဒါတော့နမေရော့ထက်မပြောဘောက်လဲအနေရှိလို့ပေါ့နော်ထက်ကျွေးနေတယ်ဟိုရေဘေးကိုမပေါ့ဘူးငလင်ဘေးကိုလူတယ်ဆိုရင်တော့ဒါကလက်ခံကြမှာပဲစစ်သားကိုလူတယ်စစ်သားကိုချက်ကျွေးရဆိုရင်အဲ့ဒါသူတို့ရဲ့ရန်သူပဲအဲ့တော့အဲ့ဒီလိုခင်မျိုးတွေမှာဇော်ဘုန်းကြီးကစစ်သားကိုလူစစ်သားကိုကျွေးတာစစ်သားကိုပေးတာ ကျွန်တော်ပဇံရှိတဲ့လူကြီးတွေအများကြီးတည်တယ်။เนาะကျွန်တော်တစ်ချိန်တုန်းကတစ်လို့တယ်တစ်လို့တယ်ကျွန်တော်အများအားပြောတယ်ကျွန်တော်လင်ကရိုဇာကားနဲ့တစ်တင်တယ်လင်ကွန်ဒဂီဗီတာနဲ့တစ်တင်တယ်ပရာဒိုနဲ့တစ်တင်တယ်ကျွန်တော်အခုဗာစီဝါရေးလို့ကျွန်တော်ဘယ်သူမှမသိဘူးသိလားဒါပေမဲ့တည်တဲ့လူတချို့ကတော့တည်ရပါဘောအဲ့ဒါကြောင့်လို့ဇော်ဘုန်းရ original ဘောစီငကိုရေဇော်ဘုန်းရပဇံရှိတဲ့ကောင် ဇော်ပွင့်လှုပ်တဲ့အလုပ်တွေကကြောက်စရာကြီးဒါပေမဲ့တော့မူကြီးစေဝါမောင်ကိုလက်နက်မောင်ကိုလူမောင်ကိုမလုပ်ဘူးဂျူတီမဲ့တဲ့ပစ္စည်းအလုံးမလုပ်ဘူးဂျူတီနဲ့သွားတဲ့အလုပ်တွေကျွန်တော်လုပ်တယ်နော်အဲ့တော့ဘဒူးမှလည်းခြားပြကြရမလို့ဘဒူးမှလည်းမသိဘူးသိပါလို့လည်းဘုရားဇော်ပွင့်ရငုတ်ချင်အောင်ဆောင်းတာကကျွန်တော်အမှုဖြစ်ဘူးတဲ့အမှုဖြစ်ပြီးတော့လူတွေအားလုံးကကျွန်တော်ဆင်းရဲသွားပြီဆိုပြီးတော့ဒါလေးအဲ့ဒီလူတွေကို ကျွန်တော်မျက်နှာဖုံးကို ကြီးလိုက် ပြီးတော့ကျွန်တော်ငိမ့်ငိမ့်လေးနေခဲ့ဘူးတဲ့တစ်နှစ်လောက်မရှိစင်းရသားဆောင်ပြီးတော့ကျွန်တော်တောင်ကြီးမှာအိမ်နဲ့ channel ဝိုင်းနေရှိတယ်မြေကွက်တွေပြုံးဦးလွင်မှာလဲနှစ်ကွက်တောင်ကြီးမှာလဲနှစ်ကွက်ကျွန်တော်ဝိုင်းပြီးတော့အုပ်တဲ့ခွဲကအဲ့ဒီမြေကွက်တွေပါကိုအောင်အုပ်တာကျွန်တော်အဲ့မှာစင်းရခြင်းအောင်ဆောင်ပြီးနေလိုက်တယ်မရှိဘူးဆိုပြီးတော့ဟိုလိုလိုဒီလိုလိုဝိလဲကြောင်မဲ့နေလိုက်တာပေါ့ဗျာအဲ့တော့အဲ့လူတွေအကုန်လုံးပျောက်သွားတဲ့အချိန်ဒီနိုင်ငံဒီတိုင်းပြည် စာပြေတော့ကျွန်တော်စမပေါ်လာသေးဘူးဒီအရေးကင်းနေဖြစ်တော့ကျွန်တော်နေနေသေးတယ်ကျွန်တော်တိတ်ပန်လန်းတိတ်ပန်လန်း56လန်းတောင်းမှာကျွန်တော်နေတာဘူးမှမသိဘူးကျွန်တော်ဒါအမှန်တိုင်းပြောတာပါ ကျွန်တော်ကမလိန်တတ်ပါဘူးကျွန်တော်ရင်တော့ကားတွေလည်းလှုပ်တယ်ကားတွေကားတွေလည်းအယောင်းဝယ်လှုပ်တယ်ပို့တယ်လှုပ်တယ်အကုန်လှုပ်တယ်ဒါကတော့လူပဲဗျာသူများလှုပ်လို့ကိုယ်လည်းလှုပ်တာပေါ့ဟုတ်တယ်မလားဒါရိုးသားသားဝင်ခံတာပါ เนาะအဲ့တော့တရားဝင်တာတွေမဝင်တာတွေကတော့လုံးကြတာပဲလေအခုတော့ line ပေါ်မှာလုံးနေကြတာပဲအဲ့တုန်းကကျွန်တော်လည်းလုံးတယ်တနေ့တနေ့ကာ၈စီ၁၀စီ၉စီအဲ့လိုလုံးတာပဲအဲ့လူတွေမသိဘူးကျွန်တော်အယူွက်နေပြီးနေနေတာအခုကြမှာကျွန်တော်ဟိုလိုလိုဒီလိုလိုပေါ့ဟောလို့အဲ့တော့ဇော်ဘုန်းကြီးရာဇဝင်ကိုတည်ကျင်လို့အဲ့မှာရှမ်းပြည်နယ်မြောက်ပိုင်းမှာသွားစုံစမ်းလိုက်တာပိုကောင်းပါတယ်လို့เนาะရှမ်းမြောက်ကလူတွေကြတော့တည်တယ် အဲ့တော့လူတွေကမယိုးရှင်းကြဘူးသူများကိုကူညီမယ်ဆိုရင်လည်းသူတို့ကဘလို့အတွင်းနဲ့ရှောက်တွေးလဲတော့ကျွန်တော်မသိဘူးပေါ့ဗျာအဲ့တော့တခါလေကျတော့ကူညီရမှာကြောက်ကြောက်လာတယ်လူတွေကိုလူတွေကတခါလေကျရင်စေတနာနဲ့မတန်ဘူးဗျနော်စေတနာနဲ့မတန်အောင်နော်အော်အော်လူတွေကဘာလဲကျွန်တော်မိမ့်မ တချို့တော်တော်များများသိတယ်ကျွန်တော်မိမပါလှုပ်လှုပ်ပါစီးပွားရေးလှုပ်လေဆိုလားပတ်စံဘလို့ရလဲဆိုလားအဲလူတွေကမသိဘူးမသိဘဲနဲ့ဗယံပဓာရကျွန်တော်မိမကိုတရုတ်ပြည်မှာဖာခံနေရီဟာမင်းသောကြောင့်ပဲလေငါသောကြောင့်ပဲလေလာဟုမဟုတ်ဘူးရတရုတ်စာအခါလွယ်ကလေးအခါလွယ်ကလေးအခါမလေးကပေးလိုက်လို့လွယ်တာ ဟုတ်ပါရဲ့တရုံမရလို့ပါခုမန်းလေးမှာမိုးရပြူးလေးမှာတော့ရွာနေတယ်ဗျခဏတော့တိတ်သွားပြီနောက်တစ်ခုကကျွန်တော်တခုရှိတယ်ပေါ့နော်ဟိုဟာလေးပြည်သူလူထုတွေတတိထားပါပေါ့နော် မုံတိုင်းရှိတယ်လို့ပြောလာတာမုံတိုင်းကနေနဲ့ကျမ်းမယ်လို့လည်းအပြောတယ်ပေါ့နော်မုံတိုင်းကကျမ်းမယ်ဆိုရင်ကျွန်တော်တို့ပြူးလေးနေတာကတော့လေလောက်ပဲတိုက်မှာပါလေတိုက်မယ်မိုးသေးတဲ့ဆိုရွာမယ်ပေါ့နော် တကယ်ပင်လယ်ဝါနဲ့ဒီရတဲ့ရံကုန်တို့ပါတော့ เนาะအဲ့လိုမျိုးဖြစ်မှာစိုးရင်ပေါ့เนาะရန်ကုန်ဖြစ်မှာရန်စိုးရင်ရန်ကုန်ကိုအဲ့လိုမျိုးပေါ့เนาะလေကြီးမိုးကြီးတွေဝင်ပြီးတော့မှလေမုန်တိုင်းတွေတိုက်မှာကျွန်တော်ကြောက်တာပေါ့เนาะအဲအဲ့တော့ကိုကျွန်တော်ညီကောင်မောင်တော်အပြည့်တွေသတိထားပေါ့เนาะ